အပြုံကနေအပြတ်ဖြစ်သွားခဲ့ရတဲ့တိုက်ကြီးမျိုးကပရိသပင်အလူအားလုံးပဲမင်္ဂလာပါမင်းမျိုး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တိုက်ကြီးမျိုးနယ်မှာကထိန်လက်ရာကနေပရိသပင်ကိုတကြုံနဲ့ညှိလို့လိုက်ပါလာသူလူငယ်တောင်းအိုတက်လိုက်ပြီးတရားအပြင်းထန်ရသွားခဲ့ပါတယ်အခုလိုကထိန်ရာတီမှာတော့ဖုန်ကြီးကြောင်းတိုင်းလူလူကိုရွာသားတွေကပရိသပင်တွေပြုတ်လောက်ဆိုင်ထူပြီးចောင်းကိုသွားပို့ကြပါတယ်ပရိသပင်လောက်ဖို့ကိုလည်းအကြအနာတက်သားနဲ့အပင်လောက်ကြတယ်လို့တချို့ကတော့ follow ချောင်းနေနဲ့ပြုလုပ်ကြပါ යි ဒီလိုလုပ်ပြီးပရိသေပင်သွားဖို့ရာကနေအသက်အနည်းတုံခဲ့ရတာကြောင့်နောက်လူတွေသတိထားဆင်ကျင်နိုင်အောင်သတိပြုမိအောင်ပြန်လည်မျှဝေပေးလိုက်ရပါ යි ရန်ကုန်တိုင်းတက်ကြီးမြို့နယ်မှာဘုံကထိန်လက်ရာကနေမိပရိသေပင်ကိုတကြုံနေညှိကပရိသေပင်ကင်သူတွေနဲ့အနာကလူတွေတက်လိုက်ကသတိနစ်ကုံသွားကြလို့ဇီးအောင်အရေးပေါ်တင်လိုက်ရပါ යි ဖြစ်စဉ်အစားကတော့အော်တိုဘာလ28ရက်မနက်စင်နိုင်ခန်းကတိုက်ကြီးမြို့နယ်ကငင်းစံကြီးရွာကဘုံကြီးကျောင်းကို ုံကတိန်ပရိသပင်သွားပို့ရာကနေလမ်းကိုဖြတ်ပြီးတွေ့တန်းထားတဲ့တကြွကိုပရိသပင်နဲ့ညီသွားခဲ့ပြီးထူနီယာနေပဲမိဘတွေကြာကပရိသပင်ကတစိပရိသပင်ကိုင်သူတွေတက်လိုက်သတိလက်သွားခဲ့ပါလေးယောက်ကိုင်နာမှာ၃ယောက်ကတက်လိုက်သွားကခွန်မရအောင်ကိုဖြစ်သွားခဲ့ပြီးနောက်ထပ်၃ယောက်ကသတိလစ်သွားခဲ့တာပါ။ဒါကြောင့်မဲတက်လိုက်ခံရသူအမျိုးသား၃ယောက်ကိုစီးယုံကိုအမြတ်တင်လိုက်ရပြီးအရေးပေါ်တင်လာခဲ့ရပါ යි ။ အမှန်တော့တကြိုးသွေတန်းထားတာကနိုင်ငံနဲ့ဘုံကတိပရိသပင်တွေကမြင့်နေရကြောင်းခုလိုဖြစ်သွားခဲ့ရတာပါဒါအပြင်ဘေးကကြိုးကိုကုဖယ်ပေးမဲ့သူမရှိရကြောင်းခုလိုမဖြစ်တင်တာတွေဖြစ်ကုန်ရတာပဲဖြစ်ပါပရိသပင်ကမြင့်တယ်လို့ဒုတယ်ကလည်းကြည်ရကြောင်းတကြိုးတွေကိုအရှိကဝလုံးနဲ့ဖယ်တဲ့အဖွဲမရှိရကြောင်းညိကုံနာဖြစ်ပြီးဓာတ်လိုက်တန်ရာရသူအမျိုးသားသုံးကကငင်းစံကြီးရွာကဖြစ်ပြီးနှစ်ယောက်ကခနာကိုအနှက်မိပွားကြတဲ့အပူလောင်တန်ရာရခဲ့ပြီးတန်တူကတော့လက်မောင်းမှာတန်ရာရခဲ့လို့သိရပါတယ် လက်ရှိဒီမှာတော့တန်ရာရသူ၃ဦးလုံးတိုက်ကြီးမြို့နယ်ဈေးရုံကြီးမှာစီကူတာမှုခံယူနေရပါပြီ။နောက်ထပ်လူငယ်တွေလည်းအပျော်ကနေအခုလိုအဖြစ်ဆုံးနဲ့မကြုံရအောင်လို့ဘ ഹു တုဒအနေနဲ့တင်ဆက်ပေးလိုက်ရပါပြီ။ထိခိုက်သူများလည်းအမြန်ဆုံးသက်သာကြပါစေ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကိုရီးယားသွားမယ်ဆိုပြီးမိမစီကပတ်စံညာယူကကလေးမျက်နာမထောက်နောက်တစ်ယောက်နဲ့မိမဆောင်သွားရင်အမျိုးသားအလုံးမင်းမင်းပါပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි ဖောက်ပြန်နာတွေခုနောက်ပိုင်းခဏခဏတွေ့နေရပါတယ်။ကလေးရှိလဲကလေးမျက်နှာမထောင်းနဲ့မိန်းကလေးတွေရောယောက်ျားလေးတွေရောဒီဘက်ခင်မမညာစွာတွေ့လာရပြီးတလင်တမားစနစ်စွာလဲပြောင်းလူနေပါကိုဖြစ်လာပါတယ်။လင်ညာပြီးရရင်ရသလောက်နောက်ထပ်အိမ်တော်ပြုတဲ့သူတွေပုံများလာပါ යි ဒီထဲမှာအပြင်းမရှိတဲ့ကလေးတွေကမိဘမဲ့ဖြစ်ရပါ යි ခုတကမှလည်းအောင်မြင့်မြတ်စွာဒီအမျိုးသားကတော့မိမနဲ့ကလေးရှိနေပါရဲ့နဲ့မယက်ကြီးစီကပတ်စံနေလိန်တောင်းကနောက်မိမယူသွားခဲ့တာကြောင့်မယက်ကြီးက ခုလိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအကျွေးတွေပြန်ဆက်ပေးဖို့ပြောထားတာပဲဖြစ်ပါ යි မရဲ့ကြီးကတော့အောင်မြင့်မြတ်ရဲ့ငှောက်တော့ကိုရီးယားသွားရတော့မယ်ဆိုပြီးချင်းငွေတွေယူခိုင်းငှောက်မှာတော့ကလေးတစ်ဖက်နဲ့မို့ကလေးရဲ့ရှင်ရီပါဆိုပြီးနေပြောသမျှယုံပြီးချင်းငွေယူပေးခဲ့တယ်ဒါကိုနောက်ဆုံးတော့နေရအဲ့ချင်းငွေတွေယူငါတို့သားမိကိုအဆက်သွဲဖြတ်ပြီးနောက်တစ်ယောက်နဲ့ယူသွားတယ်ဟိုဆိုရာကမင်္ဂလာဆောင်ဓာတ်ပုံလေးနဲ့တက်လာမှပဲဟောက်ပြန်နေဆိုတာပါသိခဲ့ရတယ် ငါမှတော့အဆက်သေးပြတ်သွားတော့ဒုက္ခရောက်နေရဲ့ထင်ပြီးဆူတောင်းပေးလိုက်ရတာခုတော့နေလောက်ရတဲ့ငါမျက်နာမထောင်ရင်တော့ကလေးမျက်နာတော့ထောက်တဲ့မိုင်းနောက်ပြီးထွက်သွားရင်အလွတ်သွားပါလားတခြားမိမောက်တောင်းယူဖို့ကလေးတစ်ဖက်နေပါငါစီကပတ်စံပါလိမ့်ယူသွားတယ်နောက်ပြီးခုမှသူများစီကလည်းငွေတွေလိမ့်သွားတာလေအများကြီးပဲလို့သိရတယ်မယ့်ရဲ့ကြီးကတော့တကယ်ရှက်ဖို့တောင်ကောင်းနေငါသစိမ့်မို့မျက်နာမထောင်ရင်တော့ကိုနဲ့ရထားကိုသွေးသားကလေးမျက်နာထောက်တဲ့မိုင်းဟာ ပြီးတော့မျက်နှာပြောင်တိုက်ပြီးနောက်မယားနဲ့မိငွာဆောင်ပုံတင်သေးရင်လူစိတ်ရောရှိသေးလားနောက်ထပ်ရေကြတကူကငါညံ့တာပါကိုပစံနဲ့သာသူကတခြားပြောက်ကိုမိငွာဆောင်ပြီးများကိုကိုကြမိငွာဆောင်ပြီးဖို့မပြောနဲ့လက်မှတ်တာမထိုးထားပေးဘူးကလေးတယောက်သာထွက်ထားလားဒါပေမဲ့နှစ်ဖက်မိပါရောတငယ်ချင်းအတိုင်းဝါရအကုန်သိပါ යි သူနဲ့ကိုပေါင်းနေရခုနှစ်နှစ်ရှိပါပြီတခါမှကန်းကောက်မမောမလုပ်ပြီးခဲ့ဘူးပါဘူးငါချစ်နေရောငါညံ့လို့ငါခံရတာပါဘာပဲဖြစ်ဖြစ်အခုတော့နေုံလည်းမလွမ်းသလို ငါသမီးအထွက်လဲဘာမှမလုပ်ဘူးဖြစ်ချင်တာတကူကတော့ငါစီကလိန်ညာယူသွားတဲ့ပတ်စံတွေကိုသာပြန်ပေးပါအခုလို့ကို့မှလည်းကလေးတယောက်ရှိရာကိုမရကြီးစီကပတ်စံတွေညာတောင်းပြီးနောက်မိမကိုသွားတောင်းလက်ထပ်ယူရတာကတော့ရန်ကိုရှောက်ဖို့ကောင်းပါ යි ဒီမင်းကလေးကရောကိုယူမဲ့ယောက်ျားကိုအိမ်အောင်ရှိရာမရှိရာမသိရလားသူလဲအလိုတူအလိုပါလားဆိုတာကတော့ကာယကံရှင်တွေသာအတိဆုံးဖြစ်မှာပါအခုချိန်မှာတော့ဖုန်းလီပေါ်များလာနေအမြထောက်ပြန်မှုတွေကလည်းအစမတန်ကိုများပြားလာကြောင်း ိမ်ထောင်ရေးပစ္စည်းတွေလည်းများလာပါ යි ဘလို့ပဲဖြစ်ဖြစ်မိန်းကလေးတွေအနေနဲ့လည်းကိုနဲ့ပတ်သက်တဲ့သူကိုနဲ့ယူမဲ့သူကဘလို့လူမျိုးလဲစုံစမ်းလေ့လာသင့်ပါ යි အခုလိုအပြစ်မရှိတဲ့ကလေးတွေဖောက်ပြန်တတဲ့သူတွေကြောင့်မိဘမေ့သွားရကလေးတွေလည်းများလာကြပါ යි ခုကြည့်နေတဲ့သူတွေလည်းအခုလိုကလေးနဲ့မိန်းမစီကပတ်စံနေညာယူပြီးနောက်မိန်းမသွားတောင်းတဲ့သူအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် အပြုံကနေအပြတ်ဖြစ်သွားခဲ့ရတဲ့တိုက်ကြီးမျိုးကပရိသပင်အလူအလုံးမင်းမင်္ဂလာပါမင်းမျိုး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တိုက်ကြီးမျိုးနယ်မှာကထိန်လက်ရာကနေပရိသပင်ကိုတကြိုးနဲ့ညှိလို့လိုက်ပါလာသူလူငယ်တောင်းဦးတက်လိုက်ပြီးတရားအပြင်းထန်ရသွားခဲ့ပါတယ်အခုလိုကထိန်ရာတီမှာတော့ဖုန်ကြီးကျောင်းတိုင်းလူလူကိုရွာသားတွေကပရိသပင်တွေပြုတ်လောက်ဆိုင်ထူပြီးကျောင်းကိုသွားပို့ကြပါတယ်ပရိသပင်လောက်ဖို့ကိုလည်းအကြအနာတက်သားနဲ့အပြင်လောက်ကြတယ်လို့တချို့ကတော့ follow ချောင်းနေနဲ့ပြုလုပ်ကြပါ යි ဒီလိုလုပ်ပြီးပရိသေပင်သွားပို့ရာကနေအသက်အနည်းတုံခဲ့ရတာကြောင့်နောက်လူတွေသတိထားဆင်ကျင်နိုင်အောင်သတိပြုမိအောင်ပြန်လည်မျှဝေပေးလိုက်ရပါ යි ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာဘုံကထိန်လက်ရာကနေမိပရိသေပင်ကိုတကြုံနဲ့ညှိကပရိသေပင်ကန်သူတွေနဲ့အနာကလူတွေတက်လိုက်ကသတိနှစ်ကုံသွားကြလို့စီအောင်အရေးပေါ်တင်လိုက်ရပါ යි ဖြစ်စဉ်အစားကတော့အော်တိုဘာလ29ရက်မနက်09:00ခန်းကတိုက်ကြီးမြို့နယ်ကငင်းဆန်းကြီးရွာကဘုံကြီးကျောင်းကို ဝန်ကထိန်ပရိသပင်သွားပို့ရာကနေလမ်းကိုဖြတ်ပြီးတွေ့တန်းထားတဲ့တကြူကိုပရိသပင်နဲ့ညီသွားခဲ့ပြီးထူနီယာနေပဲမိဘတွေကြကားပရိသပင်ကတဆိတ်ပရိသပင်ကင်သူတွေတက်လိုက်တည်းလစ်သွားခဲ့ပါတယ်၄ယောက်ကိုင်နာမှာ၃ယောက်ကတက်လိုက်သွားကခွန်မရအောင်ကိုဖြစ်သွားခဲ့ပြီးနောက်ထပ်၃ယောက်ကတတိလစ်သွားခဲ့တာပါ။ဒါကြောင့်မဲတက်လိုက်ခံရသူအမျိုးသား၃ယောက်ကိုစီးယုံကိုအမြန်တင်လိုက်ရပြီးအရေးပေါ်တင်လာခဲ့ရပါပြီ။အမှန်တော့တကြိုးသွေတန်းထားတာကနိုင်ငံနဲ့ ဘုံကတိန်ပရိသပင်တွေကမြင့်နေရကြောင်းခုလိုဖြစ်သွားခဲ့ရတာပါဒါအပြင်ဘေးကကြိုကိုကုဖယ်ပေးမဲ့သူမရှိရတော့ခုလိုမဖြစ်တင်တာတွေဖြစ်ကုန်ရတာပဲဖြစ်ပါပရိသပင်ကမြင့်တယ်လို့ဒုတွေကလည်းကြည်ရတော့တကြိုးတွေကိုအရှိကဝလုံးနဲ့ဖယ်တဲ့အဖွဲမရှိရကြောင်းညိကုံနာဖြစ်ပြီးဓာတ်လိုက်တန်ရာရသူအမျိုးသားတုံးကကញ្ញင်ဆန်ကြီးရွာကဖြစ်ပြီးနှစ်ယောက်ကခနာကိုအနက်မိပွားကြတဲ့အပူလောင်တန်ရာရခဲ့ပြီးတန်တူဦးကတော့လက်မောင်းမှာတန်ရာရခဲ့လို့သိရပါတယ် လက်ရှိဒီမှာတော့တန်ရာရသူ၃ဦးလုံးတိုက်ကြီးမြို့နယ်ဇေယုံကြီးမှာစီကူတာမှုခံယူနေရပါပြီ။နောက်ထပ်လူငယ်တွေလည်းအပျော်ကနေအခုလိုအဖြစ်ဆုံးနဲ့မကြုံရအောင်လို့ဗဟုသုတအနေနဲ့တင်ဆက်ပေးလိုက်ရပါပြီ။ထိခိုက်သူများလည်းအမြန်ဆုံးသက်သာကြပါစေ။အဆုံးထိကြည်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကိုရီးယားသွားမယ်ဆိုပြီးမိမစီကပတ်စံညာယူကကလေးမျက်နှာမထောက်နောက်တစ်ယောက်နဲ့မိမလာဆောင်သွားရင် အမျိုးသားအလုံးမင်းမင်းပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි ဖောက်ပြန်တာတွေခုနောက်ပိုင်းခဏခဏတွေ့နေရပါတယ်။ကလေးရှိလဲကလေးမျက်နှာမထောင်းနဲ့မိန်းကလေးတွေရောယောက်ျားလေးတွေရောဒီဘက်ခင်မှာမှညာစွာတွေ့လာရပြီးတလင်တမားစနစ်စွာလဲပြောင်းလို့နေပါကိုဖြစ်လာပါတယ်။လိန်ညာပြီးရရင်ရသလောက်နောက်ထပ်အိမ်တော်ပြုတဲ့သူတွေပုံများလာပါတယ်။ဒီထဲမှာအပြင်းမရှိတဲ့ကလေးတွေကမိဘမဲ့ဖြစ်ရပါတယ်။ခုတကမှလဲအောင်မြင့်မြတ်ဆိုတဲ့ဒီအမျိုးသားကတော့မိမနဲ့ကလေးရှိနေပါရဲ့နဲ့မယကြီးစီကပတ်စံနေလိန်တောင်းကနောက်မိမယူသွားခဲ့တာကြောင့်မယကြီးက ခုလိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအကျွေးပြီးပြန်ဆက်ပေးဖို့ပြောထားတာပဲဖြစ်ပါတယ်။မရဲကြီးကတော့အောင်မြင့်မြတ်ရင်ငါ့အော်တော်ကိုရီးယားသွားရတော့မယ်ဆိုပြီးချင်းငွေတွေယူခိုင်းငါ့မှာတော့ကလေးတစ်ဖက်နဲ့မို့ကလေးရဲ့ရှင်ရေး